တင်သေးတန်ဝမ်းလျှောခြင်းသို့မဟုတ်ဝမ်းထွက်နှုံတူးလာခြင်းသို့မဟုတ်ဝမ်းလျှောအကျိမ်းများဖြစ်နေပါသလားအသေးတန်ဝမ်းလျှောခြင်းသည်မကြာခဏဗိုင်းရပること့စ်ဦးလန်းကြောင်းယောဂါသို့မဟုတ်အစာစာစိတ်တင်ခြင်းကြောင့်ဖြစ်တတ်သည်ဘက်တီးရီးယားဦးလန်းကြောင်းယောဂါဆိုလာတော့တော်တော်ရှားပါပါတယ်ဝမ်းလျှောခြင်းရဲ့လက္ခဏာတွေသာဘာတွေလဲရေဘူးရအားဖြင့်လူနာတွေမှာဝမ်းထွက်အရေးတွေ့များခြင်းသို့မဟုတ်ဝမ်းထွက်အကျိမ်းများလာခြင်းဘိုက်အောက်နာခံရခြင်းဘိုက်ပူပင်ခြင်းတခါတလေအမအီမတာဖြစ်ခြင်းသို့မဟုတ်အန်ဂျင်တို့လည်းတွဲခတ်ချွတ်တတ်ပါတယ် လူနည်းငယ်သာကိုပူချိန်တက်ခြင်းနဲ့အတွေ့ရတတ်ပါတယ်။ဒါပေမဲ့ one shot ရင်သတိထားရမယ့်အချက်တွေကအရေးကြီးပါတယ်။ရေးချိုင်ခြင်းမဖြစ်အောင်တိကျစွာရေးတော့ပါ။ voice တို့မဟုတ် electro ကိုလုံလောက်အောင်တောက်ပါအကြောင်းမှာတင့်ခန္ဓာကိုက electro ရဲ့အများအလွန်အမင်းဆုံးရှုံးသွားလို့ပါဒါကအားနေခြင်းခေါင်းကိုက်ခြင်းနဲ့မောပန်းခြင်းတွေဖြစ်စေတတ်ပါတယ်။အားကြောင့် voice ကိုလုံလောက်အောင်တောက်ပေးပါအထူးသဖြင့် one shot တစ်ချိန်ရင်အနည်းဆုံးနဲ့ ram milliliter တောက်ပေးပါ။ဒါအပြင်ဆရာဝန်ကလည်း white shoulder series ချမှတ်ပေးတတ်ပါတယ်။ လက်တလုံးမှာတော့ one shot ပြပြမှုအတွက်ဒေါက်နစ်တို့မဟုတ် no for calcium လို့ antibiotic တစ်စီးတွေတုံးတဲ့လူနာတွေများလာတာတွေ့ရပါတယ်ဒါပေမဲ့အဲ့ဒီလိုဆေးတွေမလိုအပ်ပါဘူးအဲ့ဒီဆေးတွေကတင့်ဦးလန်းချောင်းထဲကကျန်းမာတဲ့ bacteria တွေကိုသတ်သိမ်းပြီးနောက်ပိုင်းမှာဦးလန်းချောင်းပေါ်တက်ရောက်မှုတွေဖြစ်စေတတ်ပါတယ်ဒါကြောင့် antibiotic တစ်စေးတောက်မယ်ဆိုရင်ဦးလန်းချောင်းထူးကူဆရာဝန်ရဲ့အကြံဉာဏ်ကိုမင်းမြန်းတင်ပါတယ်